အားလုံးပဲမင်္ဂလာပါပုဂ္ဂလက် audio book channel ကနေကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြပေးမှာကတော့ရှားကြီးတကုံစီမားရေးသားတဲ့ဒုတိယအစွဲသူဆိုတဲ့ကျရဲ့စံကျေဇလကောင်းလေးတပုဒ်ကိုရှားပွေဖတ်ပြပေးလိုက်ပါတယ်အားလုံးပဲနာသွတ်တာဆင်ပြကြပါအောင်ခင်ဗျာပန်းစိုးရန်လေပိုင်းနဲ့ဘုဒ္ဓယုံရက်ွက်မှာည9နာရီနဲ့9နာရီကြားတွင် ထို့သဖြင့်စီကားလျက်ရှိအချိန်မှာရှင်းလာကြောခန့်ရှိပြီဖြစ်ရာစလုံးကားကလေးတစ်စီးသည်ဟိုတယ်တစ်ခုရှိသူဆက်ရောက်လာပြီးနောက်ပြန်လို့ရနိုင်လွန်လက်တို့ပြန်လို့ရအောင်သာလုံးရှိကိုဥစဉ်ထားသည်အသက်25နှစ်ခန့်ရှိ ကိုလုံးပုထဲကျစ်လက်သေးသွယ်သောမိမတယောက်သည်ခါပေါ်မှဆင်းကာအရှိဘဲသို့မျက်နှာမူလျက်ရှိသော နေကားမှဟိုတယ်ဘို့သူ ခတ်တုတ်တုတ်တသွားလေဘောတေတကားဆောင်ကမိမ့်မပြောအားအယူစီပေးလိုက်သည်ကိုထောက်သည်ဖြင့်၎င်းမှာဘောတေသူ ရာနေကြဖောက်တဲ့တယောက်ဖြစ်ကြောင်းထင်ရှားလေသည်ထိုလန့်ရှိဟိုတယ်တစ်ခု၏ပရမခမ်းမဆောင်ရှိ၌ကဘောကောင်းဆာလော့နှင့်မောင်နှမ်းစုံတို့သည်စီစီဝါရှင်မှန်လာသောဘင်ခရသံများအောက်တွင်အထီးအသွေးများလာသော တွဲဖက်ပုတ်သက် အကများကိုကခုံကရှိနေကြကုန်၏အမွေနှံမျိုးမျိုးသည်တခန်းလုံးကြိုင်မှန်လျက်ငြိမ်ညောင်းသောလံလိုက်များပေါ်တွင်ဘယ်ညာရင်းလျက်ရှိနေကြကုန်သောဇုံတွဲတို့သည်မိမိတို့စိတ်ဖူးရင်သာတော့ပျော်မွေ့လျက်ရှိကြလေ၏ခမ်းမဆောင်၏လေဝထိတ်တွင် မျက်နှာရှင်းဆိုင်တောင်းတောင်း၌ကအင်္ဂလိပ်လူမျိုးများဝှလိရှိသောညနေခင်းဟုဆိုသောဝထသည့် အသက်25နှစ်ခန့်လူရတယောက်ဒီအပြာရောင်မိမပြူဟာလေကားထိတ်သူသွားရောက်ကျိုးစိုးကသူထိုင်မိသောနေရာစီသို့ခေါ်ခဲ့လေသူဟာမြတ်ပေါ်၌ထိုင်မိကြသောအခါလူရကမျောလိုက်ရတာကို့မှာဖြင့်ဒါပါမလားလို့ဘလာပဲနေပါမလားစိန်ထားတာပဲဥယင်ပွဲကအခုမှပြန်ရရဲ့ဒါထက် ကိုခင်မြင့်တယောက်မလာဘူးလားကိုဘထွန်းမလာဘူးအခုလောက်ရှိရင်ဟောင်ကောင်တို့ဝင်လောက်တို့မှာထိုင်းနေပြီနေမှာပေါ့ဒီလူကတောက်ဖို့လောက်စိတ်ကူးနေတဲ့လူပဲကိုဘထွန်းဟာလေအင်မတန်မကောင်းတာကိုသူငယ်ချင်းတယောက်ပဲဟာဘာဖြစ်လို့ဒီလိုရှုရှုပဲ့ပဲ့ပြောချင်ကြတာလေတောက်လို့တောက်တယ်ပြောတာလွန်းသလားတောက်တာဘာဖြစ်တလဲရှင် ခုခေလူကြီးလူကောင်းဆိုရင်တောက်တက်ရတယ်မဟုတ်လားဒီပြန်လူထက်သူကတော့လွန်မာတယ်ကျူးကျူးကိုကိုဘာထုံးကလည်းကိုကြိုက်တယ်လို့ကိုတောက်တာဒီလားရှင်ကိုခင်မင်းကအရေးကြိုက်တယ်ရှင်ကမိမ့်မလိုက်တယ်ဘာထူးပေးလေကျုပ်မိမ့်မလိုက်တယ်ဟုတ်စားဟုတ်လို့ဒီဟိုတယ်ပေါ်ရောက်နေတာပေါ့ထိုးချိန်နိုင်စပွဲပေါ်တို့ ်ဣစကိလီပလင်းနဲ့သံကွက်နှလုံးဆိုရာပလင်းအာလူကျော်ပကန်တစ်ချက်အော်လာသဖြင့်ကိုဘာထွန်းဒီဝီစကီကိုဆိုရာနဲ့ရောဆက်ကာအောက်လိုက်ထိုချိန်၌ကဒုတိယဘွယ်စပြီးဖြစ်၍အသက်ဖြစ်သောဘောင်နန်ဆုံတို့သည်၎င်းပထမဘွယ်တွင်နောက်ကျ၍အကဲနိုင်ကြသည်သူများသည်၎င်းစာပြို့၍လာသောဒုတိယတန်လိုင်းတပူများကိုစီးကာ တာခုံကြပြန်လေ။ပြာလဲမုံမွားသောနင်းအောင်အောက်တွင်အသားနုသားဆိုင်များကိုခုတ်ခေါက်မြင်ရလို့မတဲ့။အားလွားသောအပေါ်အင်ကြီးများကိုသာဝထသည့်အင်ညာပြူများသည်တမသော လေယုံများအောက်တွင်ငိန်ငနေတိမ်ငနေဝေယံဆွေယူခြင်းခံရပြီးနောက်ဘေမညာညာမဘေသူပါရေးတော်ကြ၏ဘောဂတွင်သည်ကျူးကျူး၏သေးသွဲသောခါကိုဖက်ကာ မိအောင်နှင့်နှောင်ရိပ်နေရှာသူအဖြေးဖြေးဝေး၍လာလေသည် အဘဲကြောင့်သို့သောမိအောင်သည်ကာဘွက်တွင်၌သာပြတ်တော်သောအလင်းရောင်ရှိနေလျက်ပလဲနိုင်မှုအတော်ပင်မောင်းလျက်ရှိလေသည်ထိုနေရာသို့ရောက်သောအခါကိုပါထွန်းသည် ကျူးကျူးနှောက်ခမ်းစီသို့နန်းလျှောက်လိုက်ရာကျူးကျူးကအရှောင်းကောင်းသည်ဖြင့်လေပင်လောက်ကိုသာထီတော်လေသည်။အို ကိုပါထွန်းကလည်းရှစ်လိုပါကြည့်ကြည့်ရဲ့ဒါထက်ကိုပါထွန်းတနေ့ကပြောတာပဲနဲ့လေဖြစ်နိုင်မှာဘူးကိုပါထွန်းရဲ့ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲကြည့်ကြည့်ရဲ့ဟိုလူရှိလို့လားဟုတ်တယ်သူ့ကိုကျမအဲနဲ့လှုပ်ပြီးညနာပြရမလဲကိုပါထွန်းကျမကိုသူပဲအခုထောက်ပံ့နေတယ်ဆိုတာကိုပါထွန်းသိတယ်မဟုတ်လားဟုတ်ပါတယ်လေကိုပါထွန်းသိပါတယ် ။နှုတ်ပေမဲ့ကျုပ်အရှိဟာဖြောက်ဖြစ်လို့မရတော့ဘူးကျူကျူ။ကျုပ်ကဒီပြန်လူလို့မဟုတ်ဘူး။ဒီဟာတခုဆိုတခုပဲ။ဒီဟာရမှဆိုရမှ။အိုးကိုဘာထုံးလာလဲ။သိပ်ပြောရခက်တာပဲကို။ကိုခင်မြင့်ဟာဘလောက်ပဲတောက်တယ်ပြောပြော။ကျမအပေါ်မှာအင်မတန်ကောင်းချတယ်။ဒီတော့ဒီလိုကျေးဇူးရှင်တယောက်ကိုကျေးဇူးလို့ဖြစ်နိုင်ပါမလားကိုဘာထုံး။ အရင်တစ်ခါမိရင်းကတော့ကိုဘထုံးကိုချစ်တယ်ဆိုလာပါလေပိုတော့မှာပေါထိုင်ကြရအောင်ကလထိုင်များပေါ်၌ထိုင်မိကြတော့အခါကျူကျူကရှစ်တာလေရှစ်တာပေါ့ကိုဘထုံးရင်ကျူကျူကမရှိဘူးလို့ပြောတာမှမဟုတ်ပဲလက်မထနိုင်ဘူးကပြောတာပါဩဒီလိုလားဒီလိုဆိုရင် သူ့ကိုလည်းရှစ်တယ်ကိုဘထုံးကိုလည်းရှစ်တယ်ဆိုတော့ကိုဘထုံးက ရုပ်ချောတယ်မဟုတ်လားဖိုက်ဆံမစမ်းသားပဲမဲအပြော့အဆူလဲပတ်တယ်ကြံဖန်ကောင်းတယ်တတ္တိရှိတယ်ဒီရေးစည်းရင်ကိုစစ်တာဟာမိမများရဲ့ဓမ္မတာပဲပေါ်ပါထွင်ရဲ့အထူးသဖြင့်ရုပ်ဖြောင်းတဲ့လူကိုစစ်တယ်ဆိုတာသဘာဝကျတယ်မဟုတ်လားဒါဖြင့်ကိုပါထွန်းကိုဒုတိယအစ်စဆုံးဆိုပါတော့ဆိုပါတော့ဟိဟိဟိငါနဲ့ကွာကြုံမကြုံရပလေတဲ့ ရဲရာကပါလေရှင်နာကျမကို ပလောင်နာလာကျမကတခြားမိမလိုပလီစီချက်ချက်ပြောရဘူးချင်းမှန်တဲ့အတိုင်းတဲလိုပဲ မဟုတ်ပါဘူးကျူကျူရဲ့ကျုပ်အဖြစ်ကိုကျုပ်စဉ်းစားမိပြီးရဲမိတာပါဘာလဲအချင်းဖြစ်က မနှက်ကလွတ်လပ်ရင်းနေကံတော်ကြီးနှစ်ပတ်စပီးပြိုင်ပွဲမှာကျုပ်ဝင်စီတာဒုတိယရတယ်ပြီးတော့အရင်၃လလောက်က မယူမရင်ကလပ်မှာဩစတြေးလျကဘီလီယံချန်ပီယံမစ္စတာလူသာဆိုနဲ့ပြိုင်ထိုးတာနှစ်မှတ်ထဲနဲ့ကပ်ပြီးကျုပ်ရှုံးနေတယ်ပြီးတော့ဒုတိယပဲမဟုတ်လားပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမန္တလေးမှာ အပဘာမာချန်ပီယံကိုဘတော်ဆိုတဲ့လူနဲ့စကားစကားကလေးကလည်းကျုပ်ရှုံးတာပဲကျုပ်ဒုတိယပဲဒီတော့ဘယ်နေရာမှာပဲပြိုင်ပြိုင် ျုပ်ဟာတောပါရသားနဲ့ဘယ်တော့မှပရမမရှိဘူးဒုတိယကြီးပဲအဲ့ဒီဖြစ်တွေ့စဉ်းစားပြီးရမိတာပါကျူကျူရဲ့ခေါ်စကားများကိုကြားရတော့အခါကျူကျူသည်စိတ်ကိုအတန်ငယ်ထိခိုက်သွားဟန်ဖြင့်ခက်တမြရင်တဲ့နေပြီလျင်တတင်းတရှိရှာလိုက်ထိုအခါကိုဘာထွန်းကဆက်လက်၍နှုတ်ပေမဲ့ကျုပ်ကိုနိုင်တဲ့လူတွေဟာသဆိုးမရှိကြဘူးကျူကျူရဲ့အဲ့ဒီ ကြာကစားရှံပီးရန်ကိုဘတော်ဆိုတာလဲအစိတ်တောက်ပြီးသေးတယ်ပြီးတော့စပိန်ပြိုင်ပွဲမှာကျော့ကိုနိုင်တဲ့ဘိုကဗျာကလေးရော ရောဘတ်ဆိုတာလဲကျော့ကိုနိုင်ရပြီးတဲ့နောက်တနေ့မှပဲကန်တော်ကြီးအလဲကျွတ်မှာဓာတန်ရနဲ့ဒိနေတာတွေ့ရတယ်ဘီလီယားရှမ်ပီယံမစ္စတာလူသားကြောင့်ကိုတော့ကြောက်မသိဘူးတရားတကြမှလို့ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်ဗျာ ဒီတော့ကျုပ်ကုသိုလ်ကံအကျိုးပေးတာမဆန်းဘူးလားဆန်းတာပေါ့ရှင်ဆန်းတာမှသိဆန်းတာပဲအရင်တလောကကနောကြီးအလဲကျွမ်းမှာစပိန်ချန်ပီယံပိုကဗျားတယောက်ဓာတ်ထုတ်ခံရပြီးဧသွားတယ်ဆိုတာရင်းသားတွေမှာကျမတွေးလိုက်မိရဲ့အဲ့ဒီကဗျားကလေးဟာကျုပ်ကိုနိုင်တဲ့လူပေါ့ကြည်ကြည်ရဲ့ညံ့ညံ့မဟုတ်ဘူးသုံးကြိုက်သေးကျုပ်ကိုဖျက်ပြီးနိုင်သွားတယ်ခမညာလေးတေချာတယ် ဒီလိုဆိုရင်ကြောက်ရကြီးပေါ့ရှင် အခုရှင်ပြောသလိုတော့ကိုခင်မြင့်တောင်တေးဦးမလို့လို့ပဲအိုးမဟုတ်တာတွေကျူကျူကလည်းဘာဖြစ်လို့ဒီရမှာလဲဘာဖြစ်လို့ရမလဲကျမရဲ့ချစ်ပန်းကိုပြန်ခိုးတဲ့နေရာမှာ ကိုခင်မြင့်ကပထမရတယ်လေရှင်ကဒုတိယလိုက်တာပဲအိုးဗျာမဟုတ်တာပဲဘာဟဲ့လွယ်စေပဲစေကိုမရခြင်းနေပါစေဗျာ တို့တယောက်တော်နဒေဝါစီနဲ့ချူချူဒိုချရင်တွင်တတရပွဲစရန်သဖြင့်ကိုဘာထုံးနဲ့ဂျူဂျူတို့သည်အခြားဇုံတွေများကဲ့သို့ဒုရိယသံဃာများအောက်တွင်တဖြည်းဖြည်းနှမြုပ်သွားပြန်လေတည်းနေရများသည်တဖြည်းဖြည်းကုန်လွန်၍လာခဲ့ရာကိုဘာထုံး၏အကြံသည်လဲရုပ်လုံးဖော်မိဘဝသို့တဖြည်းဖြည်းနှိမ့်ခဲ့၍လာခဲ့လေမိမိဆွေလန်းလျက်ရှိသောဂျူဂျူကိုအယယူရန် ကိုခင်မြာစာတုံးဖြောက်ပြပြရမှာတပါရှားနီလန်စာပွေရမရစေတို့နဲ့တို့ဒီပထမတွင်အကြံမျိုးမျိုးထုတ်လျက်ရှိလေသည်တို့ဒီလူတတ်မှုအမျိုးမျိုးကို တရင်သားများ၌၎င်းစိတ်ကူးဖြင့်ရေးထားသည်အနောက်နိုင်ငံဝတ္ထုများ၌၎င်းဖတ်ဖို့၏အတွေ့အကြုံလည်းရှိခဲ့သူဖြစ်၏ခရေခန်းသည် လူတတ်မှုတစ်ခုကို ကျူးလွန်ရ၌ကျော်လွန်အားကြီးသည့်ဖြင့် စေဇက်တေဇာကြီးမရှိသောကြောင့်လားအမိခံရာဇင်ဖြစ်သည်ဟု လေးလေးနက်နက်ယူဆသူတယောက်ဖြစ်ဟိဒီညာကိုယဉ်ခံမိလျင် ကိုပိုင်ညာကိုတုံး၍တရေတရားလင်းမလွတ်ကရာဇဝတ်မှုများသည်မြည်သည့်ခါမြမပေါ်နိုင်ကြောင်းဆွေမျက်ယုံကြည်သူဖြစ်လေကြည်အဘဲကြောင့်သို့သော အများဖြင့်လူသက်မှုများတွင်တရားခံသည်မပြောပါလောက်တင်းငယ်သောရကလေးများကို တရိကင်းမဲစွာပြုလုပ်မိသောကြောင့်သာနောက်ဆုံး၌မိခံရခြင်းဖြစ်လေဟိအထက်ပါယူဆများကိုလက်ကင်ထားကဘူပါထွန်းသည်ဤတို့မိဘုံပြုလုပ်ရမည်ကိုဆရာစေတွင်ကြစိတ်ကူးထုတ်လျက်ရှိလေ၏ကိုပါထွန်းနှင့်ဘုခင်မင်းတို့မှမိတ်ဆွေသင်္ကာများဖြစ်ကြ၏ကိုခင်မင်းမှပစ္စည်းဥစ္စာနှင့်ပြည့်စုံပြီလျင်မိမ့်မတ်တဲ့အရက်ကိုဆုံးမဲ့သူဖြစ်၏သို့နှင့် အသက်32နှစ်အထိမိမမယူသေးပဲလူပြိုကြီးလောက်ခါရေကျော်လန်းကြီးတွင်ထိန်ထိန်ငှား၍ကပိုးရဲမြေထိုင်ခဲ့လေသည်ကိုဘာသွမမူရုပ်ရည်ဆော့သလောက်အပြော့အဆိုလေပတ်သူတယောက်ဖြစ်ပြီလျင်ဒူပေါ်တွင် လူစော်လောက်၍စားသောက်နေထိုင်သူတယောက်ဖြစ်၏ရဲဘက်တွင်နှစ်နှစ်ကျော်ကျော်မြလောက်ကန်ခဲ့ပြီဂုံသေးပွဲစားလောက်နှင့်မာပြေအထက်အောက် နှဆန့်စွာပြောက်ခဲ့ဘူး၏ပတ်စံကြည့်မင်းနှင့်ပြည်စုံသောသူများထံသို့မိခဲ့သူချင်းခဲ့ရမိကို၎င်းပြုတ်ချော၍မွေပေါ်သောမိန်းမများမိခဲ့သူနှုတ်နှက်ရမိကို၎င်းနောကြည်သူတယောက်ဖြစ်၏တို့နှင့်သူသည်လူရိုးယသမားကြီးခုခင်မင်းထံမှငွေများကိုတစတစလက်ပတ်ရှိယူခဲ့ရယခုရေသားဖော်ပြသောအချိန်၌မူ၃၀၀ရောရောပင် ရှိနေခဲ့လိမ့်မည်။ကိုခင်မြင့်သည်မိတ်ဆွေကိုပါထွန်းအားစာချုပ်စာရန်ဟူ၍ပင်မရှိဘဲငွေများကို ထုတ်ပေးခဲ့ရာနောက်ဆုံး၌ကျွန်ုပ်ကသင်အားဝင်2000နဲ့ပေးရန်ရှိပါသည်ဟုသော IOU စာရွက်ကလေးသူရတလျင် ကိုခင်မြင့်ကတောင်းဆိုသည်ဖြင့်ကိုပါထွန်းကသက်မှတ်ရထုတ်ပေးခဲ့ရ၏။လူအများရှိ၌ကိုပါထွန်းသည်ကိုခင်မြင့်အား အရက်ကိုတတ်နိုင်သမျှချုပ်ပေါ်တော့ရန် တိုက်တွန်းဟန်ဆောင်ခဲ့တော်လဲအမှန်အားဖြင့်မူရောက်ရှာသောသဘောဖြင့်အလွန်ကျွံတောက်တိဘဝသို့ရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်လေသည်ရင်းကဲ့သို့ပြုလို့ရှင်းပြန်သာကိုဘထွန်းသည် ကိုခင်မြင့်ထံမှဝင်များကိုလက်၍ယူနိုင်ခဲ့၏တနေ့တွင်တငယ်ချင်းနှစ်ယောက်တို့သည်ဘောလဘာဟိုတယ်၌ယင်းများကိုတောက်လျက်ချိကြသည်ကိုခင်မြင့်က တစုံတစ်ခုကို အမှတ်ရသည့်ဟန်ဖြင့်အတန်ကြာတွေ့ဝေစဉ်းစားလျက်ရှိနေရမှ။အော်ဒါတဲ့ကိုဗာတွန်းခမရယူထားတာလေးခမရလေနင်းနေပါပါဖိတ်ဆောင်မှာပေါ့ဗျာ။ကျုပ်ကတခါတဲ့ကုန်ပေးရမယ်ဆိုလိုပါဘူး။တလတရာလောက်ပေးသွားရင်အတော်ကြည်ပြီ။အေးပါမယ်ဗျာ။ကျုပ်ချောက်ထားတဲ့လိုင်းစင်ကလေးတစ်ခုနှစ်ခုစာစမ်းပါစေဦး။ ျုပ်ကလီးပြီးဆက်နေပါဘူးပေးရင်တစ်ခါတည်းပေးမှာပါကျုပ်ကလည်းဝေနေနေပါပါလူလာလို့ပြောတာပါပြီးတော့အခုຫນွေလာသတင်းကြွရင်လက်ထတော့မယ်စိတ်ကူးတယ်ကိုပါခွင့်ရဲ့ဘသူနဲ့လဲဘသူနဲ့ရမှာလဲကျူကျူပေါ့ကျူကျူဟုတ်လားဒီဟာကတော့သူရှိကိုရှိပဲဗျသူ့အပြင်ဘသူရှိသေးလဲအင်းလေစင်စင်ဆာဆာလို့ပေါ့ ဘာဖြစ်ဖြစ်စဉ်းစားတာမမှားဘူးခမရကဘလို့ကြံပေးခြင်းလို့လဲဘလို့မှမပေးခြင်းမဟုတ်ဗျာဒါမျိုးဆိုတာမပြောကောင်းပါဘူးပြောပါလေကျုပ်ထိတ်မဆိုးပါဘူးခမရအပြင်ကျုပ်တိုင်မြင်ရမယ့်လူဘယ်သူရှိသေးသလဲတရားမပြောတော့ပါဘူးဗျာမကောင်းပါဘူးအိုးဗျာကိုဖာထုံးကလည်းကျုပ်ကပြောပါဆိုမှဘာနာเสียရှိလို့လဲ ထိုအခါခိုဘာထွန်းသည်အလွန်အနာသည့်ဟန်ဖြင့်ချွေချွေမှခက်ဆန်၍ခက်ပင်များတဲ့မေကလေးတယောက်ဖြစ်သည့်အတိုင်းယောက်ျားမိတ်ဆွေများနှင့်ယောနောနေထိုင်တဲ့ကြောင်းကလပ်များဟိုတယ်များသို့တပိလျင်လူအမျိုးမျိုးနှင့်လွယ်ပဲကကြီးကိုညီမီတို့မြင်မြင်ပင်ဖြစ်ကြောင်းရင်းကဲ့သို့ဆိုရှယ်ကြာလွန်သောမိတ်ကလေးတယောက်အားတက်တဲ့အပေါင်းအသင်းကနောင်အခါယောက်ျားဖြစ်သူပင်စိတ်ဆင်းရမိဖြစ်ကြောင်း ဤကဲ့သို့မိခလိမျိုးကိုလက်ထမိအစမြမပြီးပြီးရောသားသောအနေထိုင်သည့်ကုထက်ပင် လောလဘချောမောသောမိမပြိုများကိုရနိုင်ကြောင်းပြောပြလေသည်ကြည်ကျူးရဲ့သဘောရင်းကိုကိုကိုကထုံးသိလိုလားသဘောရင်းဆိုတာကဘာကိုဆိုလိုတာလဲသူအတွင်းစိတ်ကိုပြောတာပါသူနဲ့လဲဒီလောက်မရင်းနေတော့သူအတွင်းစိတ်တော့မတည်ဘူးဗျာ ချူချူဟာခေပညာတတ်မိတ်ကလေးဖြစ်လို့ယောက်ျားတကနဲ့တွက်ကြတယ်ဆိုတာနန်တယ်လို့ပေမဲ့ချူချူဟာ ကျုပ်အပေါ်ဘယ်တော့မှသစ္စာမဖောက်ဘူးကျုပ်ထဲပတ်စံချမ်းသာတဲ့လူကျုပ်ထဲပျော်ချောတဲ့လူကသူကဘလောက်ပဲလှဲ့လှဲ့ဘယ်တော့မှမပါဘူးသူ့အပေါ်ကျုပ်ကနည်းနည်းပါးပါးကြည့်ရှုထားတဲ့ကျေးဇူးကိုသူမမေ့ဘူးကျုပ်ကိုသူသဘောယိုးနဲ့ရှိတယ်ကျေးဇူးတင်တယ် ဆိုရှယ်ဖြစ်ပြီးသူများတွေ ਨੇ တွဲကြတယ်ဆိုတာတော့မှန်တယ်။လို့ပေမဲ့တခြားဆိုရှယ်ကြတဲ့မိကလေးတွေ ਨੇ မတူဘူး။ဒါကြောင့်သူတစ္ဆာရှိပုံကိုချီချူပြီးကျောက်က သူ့အပေါ်မှာ88မှန်နဲ့ရှိခဲ့တယ်။ရှိခဲ့တဲ့အတိုင်းလဲသူ့မေတ္တာကိုကျောက်အပေါ်တုတ်ပြန်ခဲ့တယ်ကိုပါထွန်း။ကီလိုဆိုရင်တော့တိုင်းထက်လွန်ပေါ့ကိုခင်မြင့်ရဲ့ခိုင်တောက်လေးပြရေစိမ့်ကြအောင်ညနေပြီပြ မများသေးပါဘူးလေ။သုံးလေးခုနဲ့မူရဲဆိုတာဟုတ်နိုင်ပါမလား။သူနဲ့ကိုပါထွန်းဒီသူ့အပေါ်၌ရှိသောအကျွေးကို မေးလျော့သွားစေရန်စကားဦးကိုတစ်ဖက်သို့ပြောင်းလဲပေးလိုက်ပြီးလျင်အိုခင်မယာလူမှန်မသိသည့်ခြင်းနေသို့ရောက်အောင်ပေးဆောင်တိုက်တွန်းလျက်ရှိလေသည်။ဒုတိယပိုင်းကိုတော့နောက်နေ့ကျမှဆက်လက်ဖတ်ပြပါဦးမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။